မင်္ဂလာပါရှင်ရန်ကုန်ကတိချန်ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဗမော်မြို့ကစစ်ကောင်စီတပ်ဆွေရနေရာ၃ခုကို KAI ကပူပေါင်းတပ်သိမ်းပိုက်။ကချင်ပြည်နယ်ဗမော်မြို့မှာအော်တိုဘပထမဘက်တွေတိုက်ပွဲတွေနေတိုင်းနေပါတိုက်ပွဲတွေဖြစ်ပွားနေရလို့ကချင်လွတ်လပ်ရေးတပ်မတော် KAI သတင်းပြန်ကြားရေးဌာနကအော်တိုဘလာရှိတဲ့နေရာပိုင်းမှာပေါ်ပြရတယ်။အာနာသိန်းစစ်တပ်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေလို့အော်တိုဘ6ရက်9ရက်တိုက်ပွဲဖြစ်ပွားမှုခြေနေတွေကိုသိပေးတာပါ။ အော်တိုဘားလာချိုင်းနေညနေပိုင်းမှာဗမော်မြို့သုံးပိုင်းဘက်မှာစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာလို့ကချင်လွတ်လပ်ရေးတပ်တော် KI ပူပေါတပ်နဲ့တိုက်ပွဲပြင်းထန်ခဲ့လို့ပေါ်ပြပါရယ်။ဒါ့အပြင်အော်တိုဘားလာ9ရက်မှာလည်းဗမော်မြို့ငားမိုင်ဘက်စီလှောက်ရှားလိုက်စစ်ကောင်စီတပ်နဲ့တိုက်ပွဲပြင်းထန်ခဲ့လို့ဆိုရယ်။တိုက်ပွဲမှာထိခိုက်ကြဆုံးခြေနေပေါ်ပြထားမှရှိပေမဲ့စစ်ကောင်စီဘက်ကလေးကြောင့်တိခါထားတိုက်ခိုက်နေလို့သိပေတယ်။ကချင်စည်တဲ့မြေကျိုးကဗမော်တိုက်ပွဲမှာစစ်ကောင်စီတပ်ထိခိုက်မှုခြေနေကိုလူမှုကွန်ရက်မှာရှိတာသိပေထားပါရယ်။ အော်တိုဘော်တိုက်ပွဲတွေစစ်ကောင်စီခါလာ239ခမ389နဲ့ခမ435တက်တွေကပုံမှုစင်တုံးပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တိဆုံခဲ့လို့ကချင်စည်သတင်းမြစ်ကအသိပေးထားပါတယ်ကကြကကျင်းစေးတဲ့မြေကတော့စစ်ကောင်စီဘက်ရရှိသိဆုံးတာမှတ်တယ်လို့ပြောတယ်။ဗမော်တိုက်ပွဲမှာစစ်ကောင်စီဘက်ကဒီကိုက်သိဆုံးခြင်းနဲ့ပတ်သက်ပြီးမေးမြန်းမှု KI တရင်ပြန်ကြားရေးဌာနတာဝန်ခံပုံမှုကျင်းတော်ဘူစီကိုဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ KAI ကဗမာမျိုးသိစစ်ဆေးကို2024ဒီဇင်ဘာကစတင်ခဲ့ရဖြစ်ပြီးစစ်ကောက်စီတက်စကန်နဲ့တန်ရင်းဌာနချုပ်တွေကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့2025အောက်တိုဘာလဆန်မှာဗမာမျိုးကိုစစ်ကောင်စီရဲ့စစ်သည်မော်ရောက်ရှိပြီးနောက်စစ်ကောင်စီဘက်ကလေကြောင်းဒရုန်းတိုက်ခိုက်မှုတွေနဲ့အတူတံပြတ်တိုးစစ်စင်တိုင်းလှောက်ဆောင်ခဲ့လို့ KAI တိုင်းထိုင်တိုင်းဌာနချုပ်နေရာတချို့ပြန်လည်လက်လွတ်ခဲ့ရတယ်။ကချင်စည်သတင်းမြစ်ကတော့ဗမာမှာစစ်ကောင်စီတပ်နဲ့ KAI ပြန်လည်တိုးစစ်စင်မှုတွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေရလို့ဆိုပါရတယ်။ ဆက်လက်ပြီးမော်လိုက်နဲ့ပူလောက်တို့မှာစစ်မှုထမ်းတပ်သားတဲ့နောက်ပြူစော်ဒီနောက်နဲ့စေဟီမိုတာတို့လက်နက်ခွနလည်းယူဆောင်လာပြီးလင်းဝင်ဇကိုင်းနိုင်မော်လိုက်မြို့နယ်မှာစစ်မှုထမ်းတပ်သားတဲ့တောက်ပြူစော်ဒီနောက်နဲ့စေဟီမိုတာတို့လက်နက်6လည်းယူဆောင်လာပြီးတလင်းဝင်ရောက်ခဲ့ကြောင်းမော်လိုက် revolution မှာတောင်းရှိသူကပြောတယ်စင်မာလာတွေစစ်တဲ့ခါလာနှစ်သုံးလုံးတိုင်းကနဲ့စစ်မှုထမ်းတပ်သားတွေကိုဝန်ထဲယူကအမေမျိုးစားတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြ ရလာတူမော်လိုက်မြွနယ်ကျောင်းဂုံးပေရမှာစေအိမှုကိုကြောင့်မိတင်ကလည်းတနက်နဲ့လည်းယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းထို့ပြင်မော်လိုက်မြွနယ်ရွာတက်ရွာမှာ ပြူစော်တီတက်သားတီကိုမင်းစော်ထုံးနဲ့နောက်ပင်းရွာမှာပြူစော်တီကိုလင်မိုးတို့ကလည်းတနက်တော့လည်းယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းသိရတယ်။ထို့စစ်မှုတန်တက်သားတစ်တင်နဲ့စေအိမှုကတင်းငတ်စင်စင်အတွင်၎င်းတို့ကင်ဆောင်ထားတဲ့လက်နက်ခဲနဲ့တို့တော်လိုက်တပွဲတန်အလင်းဝင်ရောက်လာကြောင်းဂုံးပြုစုံကိုကြည့်မြင်ခဲ့ပါတယ်။အကောင်လုံးကစတင်မလာအတွင်းမှာသူတို့ကင်ဆောင်တဲ့လက်နက်တွေယူဆောင်လာပြီးတုံးလေးတပ်ဖွဲ့တွေစီကိုအလင်းဝင်ရောက်လာခဲ့တာပါ လက်နက်တွေယူဆောင်လာတဲ့အတွက်သက်ဆိုင်ရာတော်လိုင်းတပ်ဖွဲ့တွေကကော်ပြူစင်ကိုချင်းမြင့်ထားလို့သိရတယ်။အလားတူတနင်္သာရီတိုင်းပူလောမြို့နယ်မှာခါလာတရားတိုင်ကနေစစ်မှုထမ်းတပ်သားအစ်တောင်တနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း KNU မိတ်တော်ဝန်ခံကသတင်းထုတ်ပြန်တယ်။အော်တိုဘလာချာနေမှာပူလောမြွနယ်မှာစစ်တပ်ခါလာတရားတိတိုင်ကစစ်မှုနယ်တပ်သားတအုပ်ကကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မှလေး KNDO တပ်မှတိုင်ရင်ခုနှစ်ထံကိုလင်းဝင်ရောက်ခဲ့တယ် အလင်းဝင်လာစမှုတန်တတာတဲ့ကအမေဝမ်မျိုးစားတနတ်တလက်ကြည်ပေါင်းလေးကိုနဲ့ကြည်ရယူဆောင်လာပြီးအလင်းဝင်ရောက်လာတာကြောင့်ဂုံပြုံငွေတွေပေးရခြင်းမြင်ခဲ့ကြောင်းထိုစစ်မှုရတသားတက်ကစက်ဖက်စစ်တက်ကတရက်တမဖက်စီခရပြီးစစ်တက်တဲ့ပို့ဆောင်ခဲ့သူဖြစ်ကြောင်းသိရတယ်။စစ်တက်မှာအကြောင်းမျိုးမျိုးကြောင့်မတရားစစ်မှုတန်းခိုင်းစေခဲ့ရတဲ့တပ်သားများနေပြမိမိတို့နဲ့နေဆက်တော်လည်းတက်တွေထံကိုရရနီလန်းနဲ့လက်နက်ကြလင်းဝင်ပူပေါင်းကြရင်ကရင်မျိုးသားစီအောင်ကတိုက်တွန်းပါတယ်။ဆက်လက်ပြီးမင်းတက်မျိုးဘော်ဒါဆောင်ကြောင့်ကိုစစ်တက်ကလင်းရင်နဲ့ပုံကျဲမှုចောင်းသားတုံးနဲ့မတန်ဆွဲမျိုးသမီးတော် တေဆောင်ကြောင်းမဲမှလည်းစစ်တပ်ကလည်းကြောင်းတိုက်ခိုက်သဖြင့်အနှံ့မှန်တရာပြက်စီစင်ပြည့်နယ်မင်းတပ်မျိုးပေါ်ရာဆောင်ကြောင်းကိုစစ်တပ်ကလည်းနဲ့ပုံကျင်မှုကြောင်းသာတော့နဲ့မတန်ဆွမ်းမျိုးသမီးတောက်တေဆောင်သွားကြောင်းစီရီယက်မီတက်တပွဲကတရင်ထုတ်ပြန်နေအော်တိုဘလရှိနေညနေ6:59မိနစ်ချိန်6:59မိနစ်ချိန်နဲ့9:03မိနစ်ချိန်မှာစစ်တပ်ကမင်းတပ်မျိုးနဲ့တိုက်နယ်နှစ်ရှိကြရနကူကိုလေးကြောင်းတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်လေးကြောင်းတိုက်ခိုက်မှုကြောင့်ကြရရှိပေါ်ရာဆောင်ကြောင်းကိုပုံနေကြပောက်ကွဲပြီးပြညာတင်ကြားနေတဲ့ကြောင်းသာတော့မတန်ဆွမ်းမျိုးသား မြို့သမီးတောက်တိတ်ဆောက်ခဲ့ကြောင်းဆယ်ဦးကျော်မှလည်းထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရတယ်။စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေပေါ်လာကြောင်းဆောင်တဲ့အပါအဝင်နေ6လုံးထိခိုက်ပျက်စီးခဲ့တယ်။အလားတူစစ်တပ်ကအော်တိုဝါလရှိရနေစစ်တပ်ကကြောင်းမဲမြို့နယ်ရှိနေမန္တရာကိုလေကြောင်းနဲ့ပေါင်150ဘုံနှလုံးလောက်ကျဲကြတိုက်ခိုက်ရတဲ့ဒါထိမဲ့ပျက်စီးသွားခဲ့လို့တရားနယ်လေကသတင်းထုတ်ပြန်တယ်။ ဆဲကောင်စီတပ်ကကြောင်မဲမြွနယ်ရှိနေမန္တရာကိုတိတုံညာနေကိုဆက်ဆဲအပိုင်းနေမှာပထမကြိမ်မိုက်ခွဲဖြက်စီးခဲ့ပြီးနောက်ရခုမှာဒုတိယကြိမ်ပြေလေးကြောင်းတုံပြုတ်ပြီးလာရောက်ပေါ်ကျတိုက်ခိုက်ကထိုးလေကြောင်းတိုက်ခိုက်မှုကြောင့်ဆိုဝါတရာပြက်စီးသွားခဲ့တယ်ဆလပီ ACDF ရဲဘော်နယ်ရှိတဲ့စစ်မြေပြင်မှာတာဝန်ထမ်းဆောင်စဉ်ကြဆုံအရှိုချင်းကကွဲတဲ့ ACDF အဖွဲ့ဝင်နယ်ရှိတဲ့စစ်မြေပြင်မှာတာဝန်ထမ်းဆောင်စဉ်ကြဆုံခဲ့ကြောင်းအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်အဆိုပါရှင် အရှုတ်ချင်းကာကွယ်တပ်ဖွဲ့ ACD ရဲ့ရဲဘော်နှောက်ကရှေ့တန်းစစ်မြေမှာအော်တိုဝါ9ရက်နေ့မှာစာဆောင်ခဲ့ခြင်းဖြစ်တယ်။စာဆောင်သွားရဲဘော်နှောက်မှာကိုပိုင်အမှန်စလိုင်းပပူဝင်းနဲ့ကိုပိုင်အမှန်စလိုင်းပြည့်စုံလို့ပဲဖြစ်တယ်။မြင့်မြတ်စွာစာဆောင်ခဲ့ရဲဘော်နှောက်ကအရှုတ်မျိုးသားကတူရဲ့ကောင်းနေဖြစ်လေးမြတ်စွာလေးပြောလို့အရှုတ်ချင်းကာကွယ်တပ်ကအော်တိုဝါလရှေ့နေ့မှာထုတ်ပြန်တယ်။အရှုတ်ချင်းကာကွယ်တပ်အနေဖြင့်မပြီးဆုံးတဲ့ရင်မှန်းချက်ပန်းနိုင်တဲ့အတွက်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။